ကဘာကူလာသမကညီလာခံမှာအမေရိကန်သမရစီကထွက်လာတဲ့တတိယကဘာစစ်သဲလွန်စ Third War Warfare အခုလိုမျိုးကဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် နယူးယောက်မြို့မှာကျင်းပနေတဲ့အကြိမ်80မြောက်ကမ္ဘာကုလသမဂ္ဂအထွေထွေညီလာခံမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောခဲ့တဲ့စကားတွေထဲမှာအဓိကအချက်နှစ်ချက်ပါလာပါတယ်။သတိမမူတဲ့သူတွေကတော့ဂူမမြင်နိုင်ကြပေမဲ့ထရန့်ပြောတဲ့အချက်နှစ်ချက်ဟာလက်ရှိဖြစ်ပေါ်နေတဲ့တတိယကမ္ဘာစစ်နဲ့သက်ဆိုင်နေတဲ့အပြင်ကမ္ဘာကြီးရဲ့အနာဂတ်အတွက်သိအရေးကြီးရယ်ဆိုတာဒီနေရာမှာရင်းဖွင့်တင်ပြချင်ပါတယ်။ဒီရွှေပြောင်းအခြေချသူအရေး ကုလသမဂ္ဂဟာအနောက်နိုင်ငံတွေစီရွှေပြောင်းလာသူတွေကျူးကျော်ဝင်ရောက်ခြင်းကိုလွယ်ကူချုံးဝေ့စေအောင်လုပ်ပေးနေတယ်။ရွှေပြောင်းနေထိုင်သူတွေနဲ့ပတ်သက်လို့ဥရောပတိုက်ဟာပြင်းထန်လာတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ဒေါ်နယ်ထရန့်ကဆိုပါတယ်။နံပါတ်၄ Climate Change Grims Camp ရာသီဥတုပြောင်းလဲမှုဆိုတာဟာတမိုင်းတစ်လျှောက်အကြီးမားဆုံးလိမ့်လည်မှုပါပဲ။ဒါဟာ Grimscan အစိမ်းရောင်လိမ့်လည်မှုပါပဲ။ ကုလသမဂ္ဂရဲ့ခန့်မှန်းချက်တွေမှားယွင်းခဲ့တယ်လို့ထရန့်ကပြောခဲ့ပါတယ်။ဒီအချက်နှစ်ချက်ကိုပြန်ကြည့်ရင်လူသားတွေရဲ့ရွှေပြောင်းနေထိုင်မှုကိစ္စဟာရှုပ်ထွေးပြီးနိုင်ငံရေးစီးပွားရေးလူမှုရေးရှုထောင့်ပေါင်းစုံနဲ့ဆက်ဆက်နေပါတယ်။ဒီလိုရွှေပြောင်းနေထိုင်မှုတွေကြောင့်နိုင်ငံတစ်ခုအတွင်းမှာယဉ်ကျေးမှု delay ထုံးတဲ့နဲ့အတွေးခေါ်မတူတဲ့လူမှုအတိုင်းဝိုင်းတွေကြားမှာပဋိပက္ခတွေဖြစ်ပေါ်လာနိုင်တာကိုလည်းလက်ခံနိုင်ပါတယ်။ဥရောပနိုင်ငံတွေမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကဒီအချက်ကိုထင်ရှားစေပါတယ်။ ဒါပေမဲ့ဒီရွှေပြောင်းမှုတွေအလုံးဟာ deep state လို့ခေါ်တဲ့လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကတမင်ဖန်တီးတာလို့တိုက်ရိုက်ကောက်ချက်ချဖို့တော့ခက်ခဲပါတယ်။ရွှေပြောင်းရခြင်းရဲ့အဓိကအကြောင်းရင်းတွေကအစင်းရဲမွဲတင်မှုစစ်ပွဲတွေနဲ့တဘာဝဘေးအန္တရာယ်တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ယာတီဥရုပြောင်းလဲမှုကိစ္စကိုလိန်လည်မှုလို့ trend ကပြောဆိုခဲ့ပေမဲ့သိပ္ပံပညာရှင်အများစုကတော့ကဘာကြီးပူနွေးလာနေတာကို ထောက်ခံထားကြပါတယ်။ ဒီကိစ္စဟာနိုင်ငံရေးမှာလက်နက်တစ်ခုလိုအသုံးချခံရတာဖြစ်နိုင်ပါတယ်။ဥပမာအားဖြင့်တချို့နိုင်ငံတွေဟာယာတီဥရုနဲ့ပတ်သက်တဲ့မူဝါဒတွေကိုစီးပွားရေးပြိုင်ဘက်တွေကိုဖိအားပေးဖို့အသုံးပြုနေတာမျိုးတွေရှိနိုင်ပါတယ်။ဒါပေမဲ့ယာတီဥရုပြောင်းလဲမှုဆိုတာလုံးဝမရှိဘူးလို့ပြောဖို့ကတော့သိပ္ပံနည်းကြအထောက်အထားတွေနဲ့ဆန့်ကျင်နေပါတယ်။ Deep Society ဟာတတိယကမ္ဘာစစ်အတွက်သီယေတာကြီးတစ်ခုခင်းကျင်းနေတာကြားခဲ့ပါပြီ တကယ်တော့ globalization ခေတ်စတင်လာတယ်ဆိုတာတတိယကမ္ဘာစစ်ကြိုးတိရတာအခင်းကျင်းအစပါ Cool War towards Third World War လို့ဆိုပါတယ် globalization freedom of movement freedom of expression cultural integration global demand and supply chain corporatization gender equality climate change global warming စတာတွေဟာ third world warfare ရဲ့အလှတစားစကလုံးတွေပါပဲ။ ီနေရာမှာတော့ Trump ပြောတဲ့ migration နဲ့ climate change အကြောင်းနှစ်ချက်နဲ့ဆိုင်တာကိုပဲ highlight တင်ပြပါမယ်။ Global migration warfare ထောင်စုနှစ်သက်ကိုစပြောင်းတဲ့2000ပြည့်နှစ်ကနေ2022ခုနှစ်အတွင်းနိုင်ငံတကာရွှေ့ပြောင်းလုပ်သားတွေရဲ့ငွေလွှဲပြောင်းပေးပို့မှုဟာ650ရာခိုင်နှုန်းတိုးတက်လာခဲ့ပါတယ်။ American dollar 128 billion ကနေ831 billion ဖြစ်လာခဲ့တာပါ။ ဒါဟာ globalization, freedom of movement, global demand and supply chain, corporatization စတာတွေကြောင့်ဖြစ်လာတာပါ။အဓိကရှုထောင့်ကတော့နိုင်ငံရေးဘောကပေတာ political economy ပါ။လက်ရှိမှာတင်ကမ္ဘာ့ရွှေ့ပြောင်းသူဦးရေ international migrant worldwide ဟာ283တန်းရှိနေပါတယ်။ ရှေ့ပိုင်းကာလရွှေ့ပြောင်းမှုရဲ့အခြေခံအကြောင်းရင်းဟာစီးပွားရေးနဲ့လူနေမှုပုံစံတိုးတက်လူမှုကြောင့်ဆိုပေမဲ့2022ခုနှစ်ဝန်းကျင်မှာတော့လူပေါင်း138တန်းရဲ့ရွှေ့ပြောင်းရတဲ့အခြေခံအကြောင်းရင်းဟာပြည်တွင်းပဋိပက္ခအကြမ်းဖက်မှုနဲ့သဘာဝကပ်ဘေးတွေကြောင့်ဖြစ်လာပါတယ်။ Dham System Society ဟာကမ္ဘာလုံးဆိုင်ရာရွှေ့ပြောင်းအခြေချမှုတွေရှိလာအောင်နိုင်ငံရေးဘောဂဗေဒအရာ Transnational Corporation ကြီးတွေဖွဲ့ပါတယ်။ ကော်ပိုရိတ်တွေတစ်ကမ္ဘာလုံးပြန့်နှံ့အောင်ဖရန်ချိုင်းတွေဖြန့်ခဲ့ပါတယ်။ဥပမာအားဖြင့်ပြောရရင်တော့ McDonald's, Coca-Cola, KFC စတဲ့ product တွေမရောက်သေးတဲ့ဒေသနိုင်ငံတွေဟာခင်မမိသေးတာကမ္ဘာပေါ်မှာတမ်းမဝင်သေးတာဆိုတဲ့အတွေးအခေါ်ရိုက်သွင်းထားပါတယ်။သမန်အပြင်တွေ့ကြည့်ပါ chemical industry ရထွက်တဲ့ Coca-Cola နဲ့မြမတဘာဝအပင်ကရတဲ့မကြီးဖြော်ကြီးမှာဘယ်ဟာကကျန်းမာရေးနဲ့ညီတယ်လဲအရသာပိုကောင်းတယ်လို့ထင်ပါတယ် တခြားတစ်ပတ်မှာလည်းနိုင်ငံရေးနီးစီးရေးနီးရာလက်နက်နီးပညာရောင်းပြီးစီးပွားရေးလုပ်ရင်းနဲ့ global mass migration ရလက်ထွက်အောင်ကမ္ဘာအရရမှာပဋိပက္ခတွေဖန်တီးပါတယ်။ဒါကြောင့်အရှိအလေပိုင်းဒေတာမှာ RS Spring ຫນွေဦးတော်လန်ရေးဖန်တီးပြီးဒုက္ခသည်အမျိုးကမွတ်စလင်အလုံးရင်းကိုဥယောပတိုက်အနှံတင်ပို့လိုက်တာပါပဲ။ ဥရောပကလက်မခံလို့မရအောင်အဲ့ဒီခေတ်အခါကဥရောပခေါင်းဆောင်တွေအားလုံးရဲ့ mindset တွေကို freedom of migration လူအခွင့်အရေးဒုက္ခတေအရေးဆိုတာတွေကိုကြူပြီးတော့ message ပေးထားခဲ့ပါတယ်။ချုပ်ပြီးပြောရရင်တော့တာမန်ပြည်သူဥရောပသားတွေအစိုးရတွေအသိနောက်ကြပါတယ်။ဂျာမနီအဓိပတိအင်ဇလာမာကဲတောင်သူလက်ခံထားတဲ့ရွှေ့ပြောင်းဒုက္ခတွေတွေကြောင့်ဂျာမန်ပြည်သူတွေအခက်အခဲကြုံခဲ့ရတာကိုဝမ်းနည်းခဲ့ရပါတယ်။ EU ရဲ့ဒုက္ခသည်ခွင်းနှံကိုလက်မခံလိုတာကြောင့် UK နှုတ်ထွက်လိုက်တဲ့ Brexit ဖြစ်စဉ်ဖြစ်ခဲ့ရပါတယ်2019ခုနှစ် American ပြည်ထောင်စု California မှာပြစ်ခတ်မှုဖြစ်ပြီး Donald Trump က Islam ဘာသာဝင်တွေပြည်ဝင်ခွင့်ပိတ်တာကိုလှုပ်လာပါတယ်နယ်စပ်မှာတတိုင်းကြီးတွေဆောက်ပါတယ် American လူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာန ICE ကိုပို့ပြီးတော့တင်းကျပ်ခဲ့ပါတယ်ဒါပေမဲ့ဒီလှုပ်ဆောင်ချက်တွေဟာမိုးလွန်မှထွန်ချတယ်လို့ပါပဲ ဥရောပနိုင်ငံအသီးသီးမှာ ရွှေပြောင်းဒုက္ခတွေဟာအလုံးအရင်နဲ့နေရာယူပြီးခဲ့ပါပြီ။စဉ်းစားကြည့်လိုက်ပါမွေးဖွားလာကလေးကကြီးပြင်းလာချိန်အထိနေ့စဉ်လူနေမှုပုံစံအစုံအမအတွေ့အခေါ်ဒလိထုံးစံယဉ်ကျေးမှုဘယ်အရာမှမတူတဲ့လူသားတွေကို social and cultural integration ခေါင်းစဉ်နဲ့တနေရာထဲမှာပေါင်းထားလိုက်တာဟာပိုကောင်းတဲ့ရလဒ်ထွက်မလားအဆိုးပဲဖြစ်မလားဆိုတာကတော့ anthropology နည်းနည်းတိခောက်မိရင်သိနိုင်ပါတယ်။ ဒီနေရာမှာပြောချင်တာကအစ္စလမ်နေမကောင်းဘူးခရစ်ယာန်နေမကောင်းဘူးဗုဒ္ဓဘာသာဝင်တွေပဲကောင်းတယ်လို့ပြောချင်တဲ့သဘောမဟုတ်ပါဘူးဘာသာတိုင်းရဲ့မတူကွဲပြားတဲ့အဆုံးအမအတီးတီးနဲ့ဒလိထုံးစံအတီးတီးကြောင့် clash of culturalization ဖြစ်လာစေတာကိုပြောတာပါတကယ်တော့ကိုမွေးတဲ့နေရာမှာကို့အတိုင်းဝိုင်းနဲ့ကို့နေကို့ဘာသာကိုလွတ်လပ်စွာကိုကွယ်သူများဘာသာကိုလည်း proselytize အတင်းမပြတတ်ဘူးတိုးတက်ဖို့လိုတဲ့အရာတွေကိုသာကမ္ဘာအရရမှာဖလှယ်ချမယ်ဆိုရင်အကောင်းဆုံးပါပဲ ဒီလို natural reproduction and evolution of culture ကပြဿနာမဖြစ်စေပါဘူး intentionally human made cultural integration ကတော့အန္တရာယ်ရှိပါတယ်တကယ်တော့ဒီ society ဟာဒီလိုရလထွက်အောင်တမင်လုပ်ခဲ့တာပါပဲကမ္ဘာပြည်သူတွေကို social animals လို့ပြထမ်းပြီးသူတို့ချုပ်ကင်ခြင်းတို့ချုပ်ကင်နိုင်အောင် human animal human robot လို့ထင်တာပါ liberal အစွန်းရောက်တဲ့ community အစွန်းရောက်တွေရဲ့ animal human ချက်ကတူပါတယ် ကွန်မြူနတီဟာဆင်းရဲသားအခြေခံလူဒန်းစာလက်သမားအလုပ်သမားတွေကို လူဒန်းစာတိုက်ပွဲဖော်ပြီးတကဘာလုံးမှာနိုင်ငံမရှိနေနမိတ်မရှိဘာသာအယူဝါဒမရှိကဘာကြီးဖန်တီးအုပ်ချုပ်ချင်တာ liberal အစိုးရတွေကလည်းနိုင်ငံမရှိနေနမိတ်မရှိ လူသားသာအခြေခံဆိုတဲ့ boundaryless အယူအဆနဲ့ issue တွေဖြစ်တဲ့ freedom of movement freedom of expression တွေရှေ့တန်းတင်ပန်းပြလာတာပဲဖြစ်ပါတယ် global climate change warfare အရင်ခေတ်ဟောင်းဒသနိကပညာမှာဂရီဒသနိကပညာရှင်ဟစ်ပိုဂရီတီကသူ့ရဲ့ air water place အောင်မှာဒီတမနီစဉ်အယူဝါဒအရာတဘာဝတရားကြီးကလူသားတွေရဲ့ behavior ကို ပြဋ္ဌာန်းနေလို့ဆိုပါတယ်။ယာတိဥဒုအတက်အကျမြန်တဲ့ဒေသတွေမှာနေတဲ့ဥရောပသားတွေဟာရွှေပြောင်းအခြေချသွားလာသူတွေဖြစ်လာပြီးတိုက်ခိုက်ရေးကောင်းတဲ့သူတွေဖြစ်လာပါတယ်။ ရေမြရာသီဥရုနဲ့တယံဇာတကျွေဝတဲ့ဒေတာကလူတွေဟာအစီပိုတွေရှိပြီးခန္ဓာကိုယ်ကမတန်ဆွမ်းသလိုဖြစ်လာကြပါတယ်။ဖောတွတ်တွတ်နဲ့အပြင်းကြီးပြီးအများအပြားကြောက်တက်ကြတယ်လို့ဆိုပါတယ်။နေစီလွာကလည်းမကောင်း၊ခြောက်သွေ့ကြမ်းတမ်းပြီးစောင်းရသည်မှာနှင်းမုန်နိုင်တယ်၊နှွေရသည်မှာ နေပူချိန်ပြင်းတဲ့ဒေတာတွေမှာခန္ဓာကိုယ်ကြန့်ခိုင်သွေလျပြီးကြွက်သားအမြောင်မြောင်ထွက်တဲ့အမွှေးအမြင်ထူတဲ့အမျိုးသားတွေကိုတွေ့ရနိုင်ပါတယ်။ ဒီလိုကိုခန္ဓာသွင်မြင်လက္ခဏာဟာသူတို့ရဲ့စိတ်ဓာတ်ကိုပါဖော်ပြနေပြီးအခြားသူတွေထက် ပိုပြီးတော့အလုံကျိုးစားသူ intelligent and independent ရှိသူတွေ ဖြစ်လာကြပြီးစစ်တပ်ရမှာလည်းပုံမကျွမ်းကျင်တက်မြောက်လာကြတယ်လို့ဆိုပါရယ်။ဒါပေမဲ့စက်မှုတော်လှန်ရေးကြောင့်ဤပညာတွေတည်ထွင်ဆန်းသစ်မှုတွေတိုးတက်လာတဲ့အခါမှာရှေ့မှာပြောခဲ့သလိုပဲ determinism အယူဝါဒအစား possibilism အယူဝါဒအရာတဘာဝကိုလူသားတွေကအထိုက်လျောက်ပြုပြင်နေထိုင်နိုင်ခဲ့ကြတာကြားခဲ့ပါပြီ။ ကမ္ဘာပေါ်မှာသိပ္ပံပညာအရ cloud seeding နည်းပညာနဲ့မိုးအတူရွာနိုင်ခဲ့တာတော်တော်ကြာခဲ့ပါပြီ။ကမ္ဘာပြည်သူတွေစီထုံမပြပဲလျှို့ဝှက်ထားတဲ့နည်းပညာတွေအရကမ္ဘာပေါ်မှာကိုလိုချင်တဲ့အချိန်ကိုလိုချင်တဲ့နေရာကို intentionally မီးလောင်စေတာ၊မိုးတဲထန်ရေကြီးစေတာ၊မုန်တိုင်းဖြစ်စေတာ၊ heat wave ဖြစ်စေတာ၊ cool wave ဖြစ်စေတာ၊ငလျင်ဖြစ်စေတာတွေအားလုံးကိုဖန်တီးနေနိုင်ကြပြီလို့ပညာရှင်တော်တော်များများကယိမ်မိနေကြပါပြီ။ ကျမတို့ channel ကိုအမြဲတမ်းကြည့်ရှုကြတဲ့သူတွေဆိုရင်ပထမတစ်ခေါက်တုန်းကတတိယကမ္ဘာစစ်ကို simulation လုပ်ပြီးရေးခဲ့တာကိုမှတ်မိအောင်ပါရုရှားအရှိပြားကမ်ချက်ကကျွန်းမှာဇက်တိုက်ဖြစ်နေတဲ့ Pacific Rain of Fire Data ငလျင်လှုပ်ရင်ဘယ်အစိုးရတွေထိခိုက်မလဲဘယ်နိုင်ငံတွေထိခိုက်မလဲဆိုတာမြေပုံဖြန့်ကြည့်ကြပါအရှိမတင်ပြခဲ့တာတွေကိုပြန်ချုပ်ရရင် globalist society ဟာရုပ်ရှင်သဘောအရာပြောရရင်တတိယကမ္ဘာစစ်ဆင်အတွက်ဆက်တင်ချိန်ပြီးပါပြီ ဇက်ကွက်တချို့ကိုတောင်ရိုက်ပြီးနေပါပြီ။ဥပမာနံပါတ်၁မုံတိုင်းတဘာဝဘေးအစိုးရအာဂတိလိုက်စားမှုပြည်သူဆန္ဒပြဖိလစ်ပိုင်မိုဒယ်။နံပါတ်၂အစိုးရအာဂတိလိုက်စားဖိနှိမ်လူမှုမီဒီယာတွေပိလီဘရယ်ကြောင့်တက်မတော် Generation Z ဆန္ဒပြနီပေါ်မိုဒယ်။နံပါတ်3အစိုးရကောင်းနေတဲ့နောက် Liberal Gen Z ကဖြုတ်ချတဲ့ Bangladesh Model နံပါတ်၄တက်ကို230လောက်ကာဝေးရင်းနဲ့မဆိုင်တဲ့ဘာကြီးရအလုပ်တွေကြအချိန်ကုန်ပြီးစီရေး quality deficit လို့အစွန်အဖျားလက်နက်ကိုင်းတွေကိုအစိုးရတက်နဲ့ပါဝါတူအောင်လို့အစိုးရ liberal အစွန်ရဝင်တက်နဲ့အစိုးရလက်နက်ကိုင်းထိတ်တိုက်တွေ liberal gen z ဆန္ဒပြအတန်းဖက်လမ်းစဉ်မှာ နိုင်ငံပြတ်သုံးရေးမြန်မာမိုဒယ် အမေရိကန်မှာဒေါ်နန်ထရန့်ဟာဂျားတက်တန်တစ်ကြိမ်ချပြီးမှထူးထူးခြားခြားအစိုးရပြန်ဖြစ်လာတာဘာကြောင့်လဲလို့တွေးနေကြတာကြပါပြီ။တကယ်တော့ Clash of Casualization to World War 3ဇက်ညွန်ရဲ့ Intermission အတွက်လူမှုမတူညီတဲ့အုပ်စုတွေအချင်းချင်းပို့တိုက်မှုအမြင့်ဆုံးရောက်ဖို့ Force တစ်ခုလိုလိုပါပဲ။ဒါကြောင့် Trend တက်လာပါတယ်။ Trend ရဲ့အမျိုးသားရေးပင်ကိုဇယက်အရာပြည်ဝင်ခွင့်ပိတ်ပါတယ်။အခွန်တိုးကောက်ပါတယ်။မိဖက်အင်အားစုတွေနဲ့ပါဆန့်ကျင်ဘက်ဖြစ်လာစေပါတယ်။ လီဘရယ်နဲ့အမျိုးသားရေးအုပ်စုတွေတင်းမာမှုပိုပြင်းထန်လာစေခဲ့ပါတယ်။ချာလီခရစ်တနက်ပြစ်ခံရပြီးအနောက်ကမ္ဘာမှာရွှေပြောင်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေဆန္ဒပြပွဲတွေကိုပဲတံပြန်ဆန္ဒပြပွဲတွေချိန်ချိန်သေးဖြစ်လာတာပါ။ဒီမိုဒယ်ဟာ1988အထွေထွေသပိတ်ဖြစ်လာအောင်ဖုံးမော်တည်ပေးရတာ။ကျောင်းသူကိုလုံထင်းတွေဝိုင်းမရင်ကျင်နေဆိုပြီး BBC ကအချိန်ကြိုက်သတင်းလွှင့်တာနဲ့ထပ်တူမိုးရပါပဲ။ အစ္စရေးရဲ့မိဖက်ဖြစ်သလိုအမေရိကန်သမ္မတရဲ့ဆုံးဖြတ်ချက်တွေကိုလိုက်ရောလိရှိတဲ့ဥရောပခေါင်းဆောင်တွေပါလက်စတိုင်းကိုအတိမတ်ပြုတ်လိုက်တာကလည်းထူးခြားချက်တစ်ခုပါပဲအတိမတ်ပြုတာတောင်ဒေါ်နယ်ထရန့်ရဲ့ breeding ခီးစဉ်အပြန်မှာချက်ချင်းထုတ်ပြန်တာပါဒါကြောင့်ထရန့်ကပါလက်စတိုင်းနိုင်ငံအဖြစ်အတိမတ်ပြုတာဟာဟားမတ်ကျူးလွန်ခဲ့တဲ့ကြောက်မက်ဖွယ်ရာရက်ဆက်ကြမ်းကြုတ်မှုတွေအတွက်ဆုလက်ဖြစ်တယ်လို့ဆိုခဲ့တာပါ ါလက်စတိုင်းကိုနိုင်ငံအဖြစ်သိမှတ်ပြုရင်သဘောထားတင်းမာသူတွေဖြစ်တဲ့နေတန်ယာဟုနဲ့ဒေါ်နယ်ထရန့်ကပြင်းပြင်းထန်ထန်တုံ့ပြန်မှာပါပဲ။ဂါဇာစစ်မီးပိုကျလာမယ်၊ရွှေပြောင်းဒုက္ခတွေပိုများလာမယ်၊ပဋိပက္ခပိုတင်းမာလာမယ်၊ဥရောပတခြားဆန္ဒပြပွဲတွေပိုများလာမယ်ဆိုတာတွေးကြည့်ရုံနဲ့သိသာပါဗျ။အမေရိကန်ကဗီဒိုနဲ့ပယ်ချလိုက်ရုံနဲ့ပါလက်စတိုင်းနိုင်ငံဖြစ်လာမှာမဟုတ်ပါဘူး။ ဥရောပအတွက်အပြုသဘောဆောင်တဲ့ရလဒ်မထွက်ပဲအစိုးရလက်သာထွက်မဲ့ပုံစံကိုဘာကြောင့်တွတ်ထုတ်လိုက်ကြတာလဲဆိုတာစဉ်းစားဖို့ကောင်းပါတယ်။ကာချာမတူတဲ့အစ္စလမ်နေနဲ့ခရစ်ယာန်တွေကိုတနေရာထဲမှာစုပေးလိုက်တာ ပို့ပြီးတော့တွေးခွဲအောင်လှုံ့ဆော်မှုများလာတာကြောင့်အချိန်တစ်ခုမှာ cruise စစ်ပွဲပုံစံဖြစ်လာရင်တကဘာလုံးဟာမင်းမဲ့ဇိုင်းမင်းမဲ့တိုင်းပြည်မင်းမဲ့ဒေသတွေဖြစ်လာပြီးတော့အချင်းချင်းရန်ဆောင်လာကြတဲ့နိုင်ငံနယ်နိမိတ်တွေမရှိတော့တဲ့ကမ္ဘာလူသားတိရစ္ဆာန်အစွန်းရောက်တွေဖြစ်လာမှာမဟုတ်ဘူးလားချုပ်ပြောရရင်တော့ဒီ globalist deep state society system ကြီးကိုအန်တုဖို့မပြောနဲ့တောင်းခံနိုင်ဖို့တောင်မလွယ်ပါဘူး နေရှင်ဘီနေခိုင်မာတဲ့နိုင်ငံတယန်ဇာတနင်းနမိတ်တဲပြောတဲ့နိုင်ငံလူအင်အားများတဲ့နိုင်ငံစီးပွားရေးစစ်ရေးနီးပညာတို့လိုဗတ်စုံအားကောင်းတဲ့အင်အားစုကြီးတွေပဲအန်တူနိုင်မှာပါတောက်ခံမှုကြိုးစားတဲ့အရှိအလဲပိုင်းအီရန်ကတော့ဂိမ်းအိုဘဖြစ်သွားပါပြီကာတာလောင်ဘုံကျဲခံရသေးတာချမ်းသာတဲ့ Gulf country တွေလည်းတိတ်တက်နိုင်မှာမဟုတ်ပါဘူးစာရေးသူရဲ့အမြင်အရတော့အန်တူနိုင်မှုကြိုးစားနေတဲ့အင်အားစုကြီးနှစ်စုပဲရှိပါတယ်တရုတ်နဲ့ရုရှားပါ ဒါကြောင့်တရုတ်ပပလယ်မှာဆန္ဒပြပွဲတွေတော်တော်ညံနေတာ ဖြစ်တယ်လို့ရုရှားကိုလည်းယူကရိန်းကြားခံပြီးနေတိုးနဲ့တဲပင်းနေတာပါမြန်မာရဲ့တက်တုံညာနှစ်ခွန်ဒုတိယလှိုင်းအနော်မှာလက်နက်ကင်တပုံတွေပြည်ဦးလွင်မန္တလေးကိုဆက်သိမ်းသွားနိုင်ခဲ့ရင်မြန်မာလည်းစောစောစီစီဂိမ်းအိုဘာဖြစ်သွားနိုင်တယ်လို့တက်ဆက်ထဲမှာပဲတရုတ်လည်းရေရှည် resilience ထိခိုက်နိုင်ပါတယ် ဒါဟာတက်တုံညာနှစ်ခုကိုလက်နက်အဖြစ်သုံးပြီးတရုတ်ရဲ့ BRI Global Economic Corridor ဖြတ်တယ်ဆိုတဲ့အဆင့်ထက်တဆင့်မြင့်သွားပါပြီ။ဒီ level မှာ BRI လည်းတည်တည်မှုမှာပါပဲ။လက်ရှိအချိန်မှာဒါဒါချင်းဒုတ်ဒုတ်ချင်းလက်နက်လက်နက်ချင်းဝါဒဝါဒချင်းစစ်တိုက်တဲ့စစ်ပွဲရဲ့အဆင့်ကိုကျော်လွန်ပြီးအသွင်ဆုံးတဲ့ Multi Color World War 3စစ်ပွဲကာလအတွင်းကိုကြာရောက်နေတာကို သတိပြုမိဖို့လိုပါတယ်။အာရှရဲ့အင်အားစုတွေစူးစီးတက်နက်ခံထားဖို့လိုနေတဲ့ကာလပါ အာရှအင်အားစုတွေအမျိုးသားရေးနိုင်ငံတွေအပြန်အလှန်လေးစားကူညီမှုနဲ့တုံ့ပြန်ရမယ်ဖြစ်ပါဒါကြောင့်လေတရုတ်ကသူလန်းစရာရှိတဲ့ခြေလန်းတွေဖြစ်တဲ့ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစည်းအမံ GGI ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအစည်းအမံ GDI ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစည်းအမံ GSI နဲ့ကမ္ဘာလုံးဆိုင်ရာလူသားယဉ်ကျေးမှုအစည်းအမံ GCI ခြေလန်းတွေလှမ်းနေတာပါမြန်မာကို ထိတ်တိထိတ်တိချင်းနေရာပေးဆက်ဆံလာတာဒါကြောင့်လဲပါပါတယ် မြန်မာနိုင်ငံအနေနဲ့ကတော့2021မှာအသွင်းဆုံးစစ်ကိုကျုံလိုက်ပြီးဖြစ်တယ်လို့မဟာမိတ်အားနဲ့ကြော်လွှားနိုင်ခဲ့ပြီးပါပြီ။ရှေ့ဆက်လို့ဖို့လိုတာကတော့ရှေ့မှာတင်ပြခဲ့တဲ့အားနည်းချက်တွေကိုပြန်လည်ဆန်းစစ်ပြင်ဆင်ရပါမယ်။တက်မတော်ဟာ liberal မဆန်တဲ့အားကောင်းတဲ့အမျိုးသားရေးအဖွဲ့အစည်းအဖြစ်ဆက်လက်တည်ရှိနေရပါမယ်။နိုင်ငံတော်ကိုလည်း nation building ပြန်တည်ဆောက်ရမှာဖြစ်တယ်လို့စာရေးသူမပြောဖြစ်လိုက်တဲ့အချက်တွေကြံခဲ့တဲ့တခြားရှုထောင့်တွေကိုလည်းဖြည့်ဆည်းရမှာဖြစ်ပါတယ်။ လက်ရှိကမ္ဘာပတိပခါတွေဟာအရင်လိုနိုင်ငံကြီးသားမှာတိုက်ရိုက်တိုက်ခိုက်တဲ့ပုံစံမျိုးမဟုတ်တော့ဘဲစီးပွားရေးနည်းပညာနဲ့သတင်းအချက်အလက်တွေအသုံးပြုတဲ့အသွင်ဆုံးစစ်ပွဲ hybrid warfare ပုံစံမျိုးကိုကူးပြောင်းလာတဲ့ဆိုတဲ့အချက်ကိုသဘောတူပါတယ်။တရုတ်ရုရှားနဲ့အနောက်နိုင်ငံကြီးသားကတင်းမာမှုတွေနိုင်ငံတွေပတိပခါတွေကိုပြင်ပကနေအားပေးထောက်ခံတာတွေဟာဒီအသွင်သစ်ရဲ့လက္ခဏာတွေပါပဲ။လက်ရှိကမ္ဘာဖြစ်ရပ်တွေကိုတမူထူးခြားတဲ့ရှုထောင့်ကနေတုံးသက်ထားတာဖြစ်ပြီးစဉ်းစားစရာတွေအများကြီးပေးနိုင်ပါတယ်။ ါပေမဲ့ deep state ကကဘာကြီးကိုလျှို့ဝှက်ထိန်ချုပ်နေတယ်ဆိုတဲ့အယူအဆကတော့အချက်အလက်အတိအကျထဲယူဆချက်တွေအပေါ်မှာအခြေခံထားတာကိုတွေ့ရပါတယ်။ဘာပဲဖြစ်ဖြစ်ဒီလိုဆောင်းမတွေကကဘာနိုင်ငံရဲ့အခြေအနေတွေကိုဝေဖန်ပိုင်းခြားပြီးတတိနဲ့လိလာဖို့အရေးကြီးတယ်ဆိုတဲ့အချက်ကိုတော့ထင်ရှားစေပါတယ်လို့ဆိုရင် အခုတင်ဆက်မှုကိုရည်နာလိုက်ရပါတယ်။အခုတင်ပြချက်အပေါ်မှာမိတ်ဆွေတို့ရဲ့တုံ့တက်ချက်တွေကိုလည်း comment တွေကနေတစင်မျှဝေပေးခဲ့ကြပါအောင်ရှင်။ အခုလိုမျိုးစိတ်ဝင်စားစရာကောင်းပဲကဘာအေးမြမအေးတည်င်းများစွာကိုနားဆင်နိုင်ဖို့အတွက်တည်င်းခစ် channel ကို like and subscribe လေးလုပ်ပြီးဘေးနားကနိုတီဘဲလေးကိုနှိပ်ပေးဖို့လည်းမမေ့ပါနဲ့ရှင် ကြည့်ရှုသူအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေရှင်